ဝေးကြောင့်ကူညီပေးမဲ့အသီးနှံ၅မျိုးဝေးကြားခြင်းတဲ့သူတိုင်းအသားလျှော့ထမင်းလျှော့အသီးရွက်များများစားပေးရမယ်ဆိုတဲ့စကားလေးကိုကြားပူကြမှာပါဒါကတော့မှန်သစ်သလောက်မှန်ပါတယ်အသီးရွက်တွေထဲမှာမှအခုပြောပြမဲ့အသီးနှံတွေကအစီလောင်ကျန်းချင်းကိုမြန်စေပြီးတော့ကယ်လိုရီလောင်ကျန်းချင်းကိုအားပေးလို့ဝေးကြားခြင်းတဲ့သူတိုင်းစားပေးတဲ့အသီးနှံတွေပါဝေးကြားစေမဲ့အသီးနှံ၅မျိုးကတော့နံပါတ်1 berry tea blueberry raspberry strawberry ဘယ်ရီဘလို့အမျိုးအစားပဲဖြစ်ဖြစ်ဘယ်ရီသီးတွေမှာအာဟာရဓာတ်တွေအမြင်ဓာတ်တွေပြည့်ဝပြီးတော့ငပြောသည့်သိရသည့်လိုဓာတ်ဆိုင်ကယ်လိုရီနည်းပါပါတယ်ဘယ်ရီသီးတစ်ခွမှာပါတဲ့အမြင်ဓာတ်ကလည်း၈ဂရမ်အောင်ရှိတာဆိုတော့အမျိုးသမီးတစ်ယောက်တစ်နေ့လိုအပ်တဲ့အမြင်ဓာတ်ရဲ့သုံးပုံတစ်ပုံရှိပြီးတော့အမျိုးသားတစ်ယောက်တစ်နေ့လိုအပ်တဲ့အမြင်ဓာတ်ရဲ့၂၀ရာခိုင်နှုန်းရှိပါတယ်ဒါ့အပြင်ဓာတ်တိုးစန်းကျင်တဲ့အာနိသင်ရလည်းကျဲဝါတာကြောင့်သီးအစာအဖြစ်စားပေးတဲ့ကယ်လိုရီနည်းတဲ့အသီးတွေပါ နံပါတ်2ဖရဲသည်ရေတပ်62ရာခိုင်နှုန်းလောက်ပါဝင်တဲ့ဖရဲသည်ဟာကိုလေးချိန်ကိုတိုက်ရိုက်ကျဆင်းစီမှာမဟုတ်ဘဲကယ်လိုရီလောင်ကျွမ်းတဲ့နေရာမှာအရေးပါတဲ့ရေတပ်ကိုဖြည့်တင်ပေးမှာပါ။ပါဝင်တဲ့ကယ်လိုရီကလည်းနည်းတဲ့ပြင်အမြင့်ထက်လည်းကျဲသွားတာကြောင့်တခါစားပြီးရတဲ့ဗိုက်ပြေစီမှာပါ။ကိုလေးချိန်ကျချင်တဲ့သူတိုင်းစောင့်ထားသင့်တဲ့အသည့်တခုနော်။နံပါတ်3ပဲမျိုးမျိုးပရိုတင်းပမာဏများများနဲ့တန်တက်အများကြီးပါဝင်တဲ့ပဲမျိုးမျိုးကဝါမဆူလို့အသာမစားပဲ ပရိုတင်းဓာတ်လိုချင်တဲ့သူတွေအတွက်အားထားရတဲ့အရာတစ်ခုပါ။နောက်ပြီးတော့ကိုယ်ခန္ဓာချင်းလေးစေဖို့လည်းအကူအညီပေးတာကြောင့်ဝေးကြခြင်းသူတွေရောကြောက်သားတက်ခြင်းတဲ့သူတွေရောပယ်ဆပြီးလို့ရပါတယ်။နံပါတ်၄နနတ်သီးဗီတာမင်စီပိုတက်ဆီယမ်နဲ့အမြင့်ဓာတ်တွေအများကြီးပါတဲ့နနတ်သီးဟာတင့်ကိုယ်လေးချိန်မတက်အောင်ကူညီပေးမဲ့အသီးတစ်ခုဆိုရင်လည်းမမှားပါဘူး။ကယ်လိုရီနည်းတဲ့ဆိုပေမဲ့ပါဝင်တဲ့တကြားပမာဏကတကြားသီးတွေထက်အများတဲ့အတွက်ကြောင့်မလို့အချို့ကြိုက်တဲ့သူတိုင်းစားပြီးလို့ရတဲ့အသီးတစ်ခုပါ။ နောက်ပြီးတော့နနသီးမှာ bromelain ဆိုတဲ့အယောင်ကျစေတဲ့ဓာတ်ပေါင်းတစ်ခုပါဝင်တဲ့အတွက်ကြောင့်မလို့လေ့ကျင့်ခန်းလုပ်ပြီးလို့ရလာတဲ့ကြောသားနာကျင်ကြိုက်ခဲမှုတွေကိုလည်းသက်သာစီမှာပါ။နံပါတ်5ငရုတ်ပွားငရုတ်ပွားတွေမှာကယ်လိုရီ39လောက်သာပါဝင်ပြီး protein 1g အမြင့်ဓာတ် 1g နဲ့သဘောင်ဝတရားဓာတ် 5g လောက်သာပါပါတယ်။ဒီသီး5မျိုးကတော့ဝေးကျခြင်းနဲ့တူတိုင်းမဖြစ်မနေစားပေးတဲ့အသီးတွေပဲဖြစ်ပါတယ်။ကိုယ်ကလည်းဝေးကျခြင်းနေတယ် အသားမစားခြင်းဆိုရင်တော့ဒီသီးလေးကိုရေးပြီးတော့စားလို့ရပါတယ်နော်